ဒီအစိမ်းရေကျိုးလေးကကျွန်တော်တို့ပြောမယ်လို့ရှင်တပတ်ထက်တိပေါက်တယ်ပေါ့ဗျာအဲဒီမှာပေါ့နော်အဲ့တော့ဒီပဲထက်ကြီးပေါက်တာဖြစ်တဲ့တွင်ဒီနေရာမှာအပွင့်တတုစာကောင်းကောင်းလေးတော့ရလိမ့်မယ်လို့တော့ကျွန်တော်မှန်းထားတယ်ပေါ့ဗျာအားလုံးမင်္ဂလာပါဗျာအစ်ရှာချင်းကနေကြိုဆိုပါတယ်အဲဒီနေ့မှာတော့သင်္นานသားကိုကျော်ချွန်းရဲ့တစ္ဆာလေးကိုကျွန်တော်အပွင့်လိုက်ပေးမှာဖြစ်ပါတယ် ကြကြည့်ကြအောင်ဗျာနော်ဘယ်လိုအနေထားလေးဖြစ်မလဲဆိုတော့ဒီကလေးကိုကျွန်တော်အပွင့်လိုက်ပြမှာဖြစ်ပါတယ်ဒီတစ္ဆာလေးပေါ့ဗျာအဲ့တော့ဘယ်နေရာအပွင့်လိုက်မလဲဆိုတာကြည့်ကြအောင်ဗျာအဲ့တော့ကျွန်တော်အပွင့်လိုက်မဲ့နေရာလေးတော့ဒီနေရာလေးဖြစ်ပါတယ်အခုမြင်နေရတဲ့အစိမ့်ကြီးကျိုးနေရာလေးပေါ့နော်အဲ့တော့ဒီနေရာလေးကတော့တော်တော်လေးကမှလာပါတယ်ဗျမစိုးဘူးပေါ့နော် ဲ့ဆိုတော့ကျွန်တော်တမီးလေးနဲ့ထိုးပြပေးမယ်ဗျ။အော်ဒီမှာလေးပေါ့ဗျာနော်အဲ့တော့လပါတယ်အဲ့တော့ဒီအစိမ့်ရီကျိုးလေးကကျွန်တော်တို့ပြောမယ်လေရှင်တိဘက်ထက်တိပေါက်တယ်ပေါ့ဗျာအဲ့ဒီမှာပေါ့နော်အဲ့တော့တိဘက်ထက်တိပေါက်တာဖြစ်တဲ့တွင်ဒီနေရာမှာအပွင့်တတုစာကောင်းကောင်းလေးတော့ရလိမ့်မယ်လို့တော့ကျွန်တော်မှန်းထားတယ်ပေါ့ဗျာအ စောစောပိုင်းတော့သူကတော့လက်စွပ်လုံးမလုံးနေတာပေါ့ဗျာဒါပေမဲ့လို့လက်စွပ်တော့လုံးလို့တော့မရဘူးဘာကြောင့်မို့လဲဆိုတော့ကျွန်တော်တို့ဒီဘက်မှာတေချာလေးကြည့်လိုက်တော့အနာပါနေတယ်ပေါ့ဗျာအဲ့တော့ဒီအနာနဲ့ဆိုတော့ကျွန်တော်တို့ဒါလက်စွပ်လုံးလို့မရပါဘူးအဲ့တော့သူနဲ့ရမဲ့ lining ကတော့ကျွန်တော်တို့အပွင့်လေးပဲရတော့မှာဖြစ်ပါတယ်အဲ့တော့ဒီနေရာဆိုရင်ဒါလေးအပွင့်လေးပဲ line ထုတ်ရမှာပေါ့ဗျာကျွန်တော် line ထုတ်ပေးမယ့်နေရာလေးကိုဒီချာလေးပြပေးပါမယ်ဗျာအဲ့ဒီနေရာလေးပေါ့နော်ဒီမှာလေး အဲ့တော့ကျွန်တော်မှန်းထားတာတော့တပွင့်ကောင်းမှန်းထားတာပေါ့ဗျာတပွင့်ကောင်းကောင်းကောင်းရလိုက်မယ်သူတို့မှန်းထားတယ်။ဘာကြောင့်မလို့ဆိုတော့ဒီမြင်နေရတဲ့ဂျိုပါပေါ့နော်။အဲ့တော့ဒီဘက်ထက်တိပေါက်တယ်ပေါ့ဗျာဒီမှာကြည့်လိုက်နော်ဒီဘက်ထက်တိပေါက်တယ်။အဲ့တော့ဒါဆိုရင်တော့ကျွန်တော်တို့တပွင့်ကောင်းတော့ရလိုက်မယ်လို့ထင်ကျွန်တော်မှန်းထားပါတယ်။အဲ့ဆိုကျွန်တော်အရင်ဆုံးဖြတ်မဲ့နန်းကိုကြည့်ရအောင်ဗျာ။အဲ့တော့ကျွန်တော်အရင်ဆုံးဖြတ်မဲ့နန်းကတော့ကျွန်တော်တို့ဒီတိုင်းပဲ sorry ခဏနော်။အဲ့တော့ဒီတိုင်းပဲဖြတ်ချမှာဖြတ်ပါတယ်ဗျာ။ ဒီတိုင်းပဲပေါ့နော်ဒါအနာအတိုင်းပေါ့ဗျာဒီဘနာလေးမှာအနာရှိနေဖြစ်ပါတယ်အဲဒါကြောင့်မို့ကျွန်တော်ဒီအနာတိုင်းစောင်းမှနင်းချလိုက်မှာဖြစ်ပါတယ်အဲဒါဆိုရင်တော့ဒီရောက်ကောင်းကိုဟိုမြင်ရသွားပြီပေါ့ဗျာကဲအဲဆိုရင်တော့ဖြတ်ကြည့်တာပေါ့ဗျာနော်ဒါလေးကတော့ကျွန်တော်ဖြတ်ပြီးသွားတဲ့အနေဒါလေးဖြစ်ပါတယ်။တကယ်ကျွန်တော်နဲ့အတူတူကြည့်ကြည့်အောင်ပါနော်။ယောလာတာလာတာဒီဘက်ကတော့ဘာမှတော့မရဘူးညာနော်။ ော့ကျွန်တော်တို့ဒီဘက်ပဲရမှာပေါ့ဗျာဆိုတော့ဒီဘက်ထဲပဲကြည်တာပေါ့ဗျာအဲ့တော့ဒါကတော့ကျွန်တော်တို့အစိမ့်ကြီးဂျိုးနေရမရောက်သေးပါဘူးဗျာအစိမ့်ကြီးဂျိုးနေရနဲ့နည်းနည်းလေးတော့အာဝီဒီယာပေါ့ဗျာအဲ့တော့ကျွန်တော်နောက်ထပ်စပီမာလိုက်မဲ့နေရပေါ့နော်နောက်ထပ်စပီမာလိုက်မဲ့နေရလေးကတော့အာဒီဘက်နေရလေးဖြစ်ပါတယ်ဒီတေးနေရလေးဖြစ်ပါတယ်နော်ကျွန်တော်စပီမာလိုက်မဲ့နေရလေးကတော့အဲ့တော့စိမ့်ကြီးဂျိုးနေရနားလျက်နေကျွန်တော်ကနည်းနည်းလေးကပ်ပြီးမှဖြတ်မှာပေါ့ဗျာ အာစိမ့်ဂျိုလက်တာကြီးမထီအောင်ပေါ့ဗျာ Okay ဒီနေ့ကိုစပီမတ်နေမှာဖြစ်ပါတယ်ဒါလေးကတော့ဖြတ်ပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်ဟင်းဂျိုးနေရာတော့မရောက်သေးဘူးဗျာနော်ဂျိုးနေရာတော့မရောက်သေးပါဘူးကျွန်တော်ဒမီလေးနဲ့တေချာလေးကြည့်လိုက်မှာဗျာအင်းကျိုးကတော့ဒီနားလေးမှာခဲနေတာဗျာနော် အဲ့ဒီမှာအကြီးလေးရတော့ခဲနေတာပေါ့ဗျာဆိုတော့ကျွန်တော်ကတော့အပွင့်ထုတ်ရင်ဒီညလေးကိုရအောင်ထုတ်မှာဖြစ်ပါတယ်ကဲအဲ့လိုဆိုရင်ကျွန်တော်ဒါလေးကိုနည်းနည်းလေးထပ်ပြီးမှပုံမယ်ပေါ့ဗျာကဲကြည့်မယ်ဒီညလေးကိုဖြတ်မှာဖြစ်ပါတယ်နော် ဟဲ့တဲ့ရနေရကနေလားဒီဘက်ကိုထပ်ပြီးမှသွားပါမယ်အာဒီတိုင်းလေးသွားမယ်ဗျာကျို့ဒါအင်မတီအောင်တော့သွားမှာပေါ့ဗျာအပြီးမှပုံချတဲ့အခါမှာပဲကျွန်တော်တို့ကတေချာလေးလိုက်ချလို့ရတာပေါ့โอเคအဲ့ဒီတိုင်းလေးပဲဖြတ်မှာဖြစ်ပါတယ်ဒါလေးကတော့ဖြတ်ပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်ကဲကြည့်ကြည့်ရပါဗျာနော်ဟွာဒီမှာနည်းနည်းလေးတော့ပေါ်လာပြီပေါ့ဗျာနော်ဂျိုးလေးက ကဲအဲ့လို့ဆိုရင်တော့ကျွန်တော်ဒီကောင်ကိုတစ်ခါတိုင်းနဲ့ပဲအာဘေးသားတွေပုတ်ပြီးမှကျွန်တော်ပုတ်ချဖယ်ပြီးမှပေါ့နော်အဲ့ဒါအပွင့်ပုံချလိုက်တော့မှဖြစ်ပါတယ်ဗျအပွင့်ပုံချလိုက်တော့မှ လာတာဟုတ်ဒါလေးကတော့ကျွန်တော်ဗီတာလေးတွေကိုတော်တော်လေးဖယ်ပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်အတော်တော်လေးကောင်မှလာပါတယ်ဗျအားလုံးမြင်တွေ့ရတဲ့အချိန်မှာပဲကြောက်ပန်ရှင်တွေကတော့မင်္ဂလာကောင်းကောင်းဖြစ်မဲ့အနေထားလေးရှိပါတယ်နော်ကျွန်တော်လက်ပေါ်လေးတင်ပြပေးမယ်ဗျဟွန်းကြည့်လိုက်ပါနော်ဝါတော်တော်လေးကောင်မှလာပါတယ် သူ့ဝယ်စီရတော့ဒါအများကြီးတော့မရှိဘူးပေါ့နော်အဲသူလော့တရားညီပါတရားညီတော့ပြောတယ်ပေါ့နော်နောက်ထပ်တော့နည်းနည်းလေးတော့ကြံသေးတယ်ပေါ့ဗျာအဲ့လေးကိုထပ်ပြီးမှဖယ်အောင်မှဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်လုံးဝမေတာလေးတွေတဲ့ရှော့ပြူပြီးမှအပုံချပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်တော်တော်လေးကမှလာပါတယ်ဗျာကြည့်ကြည့်အောင်နော်ဒီမှာလေး อืมတော်တော်လေးကမှလာပါတယ်ကြည့်ကျွန်တော်တို့အပွင့်ပုံသွေးပြီးသွားတဲ့အနေထားလေးကြည့်ကြည့်အောင်ဗျဒါလေးရတော့ကျွန်တော်တို့အပွင့်ပုံဖြည့်ပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်တော်တော်လေးကိုမှလာပါတယ်ဗျအလုံးမြင်တွေ့ရတဲ့အတိုင်းပါပဲအဲတော့ကာလာကတော့ကျွန်တော်တို့စိမ့်ဝါကာလာဖြစ်ပါတယ်ဗျအဲတော့ဒီကာလာမျိုးကတော့လူကြိုက်များပါတယ်အဲကျွန်တော်တို့ကဒီအပွင့်လေးဆိုရင်ဒီတိုင်းလေးရောက်မယ်ဆိုရင်လည်းရောက်လို့ရတာပေါ့နော်ဒီတိုင်းမရောက်ကြဘူးတဲ့ဆိုရင်လည်းကျွန်တော်တို့ဒီအထယ်လေးဆင်ဆင်ပြီးမှရောက်မယ်ဆိုရင်လည်းရောက်လို့ရပါတယ်ဗျ ဒါကတော့ကျွန်တော်ရှင်မအခုတက်နေတဲ့သင်္นานသားရဲ့ကြောက်လေးကိုကျွန်တော်ဖြတ်သွင်းရအဆုံးလုပ်ပေးတာပေါ့ဗျာနော်ဒီဗီဒီယိုလေးကနေလဲအားလုံးအတွက်အကျိုးရှိစေပဲလို့ပြောလဲပါတယ်ဗျအဲ့တော့ဒါလေးကိုဝေမျှပေးခြင်းဖြစ်ပါတယ်ကြည့်ရှုအားပေးကြအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ